ယ်ဖိုက်တာဆိုတာဘာလဲဖိုက်တာဆိုတာကကြော်ကြီးပါစရပါမြန်မာနိုင်ငံမှာဖိုက်တာငါလို့ခေါ်နေကြတယ် CMS Fighting Fish တွေရဲ့အလားညီကိုတို့ရဲ့အသင်းအလုံးကိုသူမထထောင်ပို့ပြီးဖန်ဆားနိုင်ပါသေးတယ်အမီတောင်ပုံစံကွဲအများကြီးရှိတဲ့အပြင်ကိုအချောင်သွေးစုံလင်လာတဲ့ဒီငါးလေးတွေကကြီးလိုက်တိုင်းအမြဲလှပကြောရှင်းနေပါတယ် ဘတ်တာကိုအခုမှစမွေးမယ်ဆိုတဲ့ beginner တွေအတွက်ရောဘတ်တာလိုင်းကို ပြောင်းလာချင်တဲ့ညီကိုတွေအတွက်ရောတည်တည်တဲ့အချက်တွေနဲ့ဘယ်လိုဂရုစိုက်ရမလဲဆိုတာလေးတွေကိုပြောပြပါမယ်။ရောင်သွေးပိုင်းမှာဆိုရင်ဘတ်တာလေးတွေကအလာမွေးငါလောကမှာရွေးချယ်စရာအများဆုံးလို့ဆိုရတော့ဒီအထီကိုအရောင်သွေးကစုံလင်လာတယ်။ဒါပေမဲ့လည်းတခြားရှားပါးအရောင်တွေလည်းရှိပါသေးတယ်။ အနည်းဆက်ဆုံးပြောရမယ်ဆိုရင် Everdell လို့ခလာမျိုးတွေပေါ့နောက်တစ်ချက်ကတော့ဒီကောင်တွေကညီကိုရိုနှလုံးသားကိုစိုးမိုးထားတဲ့သူမလိုပဲတွားရှုပ်လို့မရတဲ့အာနာရှင်လေးတွေပါနားလေအောင်ပြောရရင်တော့သူတို့ပိုင်နဲ့ကို လာလူမဲ့ကျူးကျော်သူတွေကိုလည်းကြော်ကြီးလို့ဗလာပြပြီးကာဝယ်တတ်ပါသေးတယ်ဘတ်တာအထီးနဲ့အမမှာဆိုရင်အထီးလေးတွေကဖခင်မြတ်တာစိတ်ပူရှိတာကိုတွေ့ရပါတယ် ဘာလို့လဲဆိုတော့ဥထွက်လာပြီဆိုတာ ਨੇ ဥပေါက်တီထီကိုဖခင်တွေရပဲအစာဆုံးတာဝန်ယူစောင့်ရှောက်ရလို့ပါသူတို့ရဲ့တက်တန်းကတော့တေချာဂယူတဆိုင်မွေးမယ်ဆို၅နှစ်နဲ့အထက်ထိမွေးလို့ရပါတယ်ဘယ်လိုဂယူဆိုင်ရမလဲအိမ်မှာရှိတဲ့ပလင်းတွေကအစာအဘူးကွန်အလွတ်တွေအစုံအစင်ပြေတာ ਨੇ မွေးလို့ရပါတယ်ဒါပေမဲ့ကိုမွေးမဲ့ငါးကန်ကတော့ တန်ရှင်းနေဖို့လိုပါတယ်။ငားကန်တန်ရှင်းရုံနဲ့မကရေကူလည်းအရန်ဂယုတစိုက်ထားဖို့လိုအပ်ပါတယ်။အထူးသဖြင့် black water ဒါမှမဟုတ် bandar yua လေးထည့်ထားဖို့လိုအပ်ပါတယ်။ဘာမှမထည့်ပဲရေအလိုပဲဆိုရင်ယောဂဘူးနဲ့ stress တွေဝင်လာနိုင်လို့ပါ။ ထီးနှစ်ကောင်ရောထားလို့ရလားအထီးနှစ်ကောင်ရောထားတာမျိုးတော့မလောက်ကြပါနဲ့ဒီကောင်တွေကအသေးသေးကြတဲ့ကောင်လေးတွေမို့လို့တချို့နေရာတွေမှာဆိုရင်ဒီငားလေးတွေကိုတိုင်ငားအဖြစ်သတ်မှတ်ပြီးညင်ပန်းနှိပ်ဆက်နေတာမျိုးတွေကိုတွေ့ရပါတယ်ကျွန်တော်ဒါမျိုးကိုတော့အားမပြပါဘူးရေပူချိန်ကရောဘလောက်လဲသူတို့တို့က တင့်လျော်ဆုံးအပူချိန်က78 to 80 degree Fahrenheit လောက်ဆိုတော့မြန်မာမှာမွေးမယ်ဆိုရင်တော့အဆင်ပြေတဲ့အပူချိန်ပါဒါပေမဲ့ဆောင်းတွင်းဘက်မှာတော့တီချာဂရုစိုက်ရပါတယ်အကြံပေးချင်တာကတော့ဆောင်းတွင်းရောက်ရင်ပလင်းတွေမှန်ကန်တွေအစာကော်ဘူးလေးတွေနဲ့မွေးစေချင်ပါတယ်